သူရာဇကျုပ်ပြည်မှာတဲ့ရွှေပရိန်လေသားဖြစ်ခဲ့တယ်။အဲဒီရွှေပရိန်လေသားဘဝတုန်းကပဆံကလည်းတက်နိုင်တဲ့အခါကျတော့အခုလိုပဲသူတော်ဝါသားမယားတွေနဲ့ပတ်သက်ခဲ့တယ်ပေါ့။မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တယ်။အဲ့ဒါအကုသိုလ်တစ်ခု။အဲ့ဒီကနေဘယ်ရောက်သွားတော့ဆိုလို့ရှိရင်အဲ့ဒီရွှေပရိန်လေသားဘဝသားဘဝမှာသူက ကာမိတ္တမိဆာသာရကံနေကျွလွန်တော်လဲတစ်ဖက်ကကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်လုပ်သည့်အတွက်ကြောင့်အဲ့ဒီဘဝကသေသွားတဲ့အခါသူငရဲမကြဘဲနဲ့ဘယ်ရောက်သွားတော့ဆိုဝန်တတိုင်းကဂရေ80ကျော်ဝတဲ့တတိသားသွားဖြစ်ပြန်ကုသိုလ်ကံအကျိုးပေးတတိသားသွားဖြစ်တယ်အဲ့ဒီတတိသားဖြစ်ပြီးတော့နောက်တတိယဘဝရောက်တဲ့အခါကျတော့ အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ပဲကောတ္တမီပြည်သွားပြီးတော့တထေသသွားဖြစ်ပြန်အဲ့ဒီတထေသဖြစ်တဲ့အချိန်မှာမိကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေကြောင့်မို့လို့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ဥပ္ပတိလာတွေစောင့်တည်တယ်ကြည့်နော်သူပထမဘဝတုန်းကရာဇဂျိုတထေသရွှေပရင်တဲ့သားဖြစ်တုန်းကမကောင်းတာလုပ်ခဲ့တယ်တပိုင်းကကုသိုလ်လုပ်တယ်ဒါကြောင့်မို့ဒုတိယဘဝမှာတထေသပြန်ဖြစ်တယ် တတိယဘဝမှာလည်းတထေသပြန်ဖြစ်တယ်ကုသိုလ်ကောင်းမှုဆက်လုပ်တယ်သို့တော့ပထမဘဝတုန်းကဓာစကြုပ်ပြီမှာပရိနေဘဝတုန်းကလှုပ်ထားတဲ့အကုသိုလ်ကမကျွားဖြစ်လာတယ်ရင့်ကျက်လာပြီဆိုအဲ့ဒီအကုသိုလ်ကအကျိုးပေးလိုက်တာစတုထဘဝရောက်တဲ့အခါကျတော့ရောဓုကငရင်ရောက်သွားတယ်ဒါဝိပြောတာ ကံတရားဆိုတာပျောက်သွားတာမဟုတ်ဘူး။သုံးဘဝတော့ဒီအာဟုတုကံအကျိုးမပေးသေးဘူး။သူ့ကိုချိုးရှိရှိနဲ့လှန်ထားလိုက်တာ။ကုသကောင်းမှုတွေလှုပ်လို့ကောင်းတာလေးတွေနဲ့သူကသုံးဘဝတထေသကြီးပဲဖြစ်တယ်။အဲတတိယဘဝပြီးတဲ့အခါကျတော့ပထမဘဝတုန်းကမျိုးသမီးတွေနဲ့ပတ်သက်ခဲ့တဲ့ကာမိသမေဆာစရကံကြောင့်သူဟာရောဒုဝငရဲ့ရောက်သွားတယ်။ဒီအာဟုတုကံကအကျိုးပေး အဲ့တော့အဲ့ဒီလိုအကုသိုလ်ကံကဝင်လာပြီဆိုလို့ရှိရင်ဆက်တိုက်ဝင်တယ်အဲ့ဒီဘဝကတည်သွားတဲ့အခါကျတော့ငရေကနေလွတ်တဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဘိနာကတဆိုတဲ့အတိုင်းမှာစိတ်ထီးကြီးသွားဖြစ်တယ်အဲ့ဒါစိတ်ထီးသွားဖြစ်တယ်စိတ်ထီးကြီးဖြစ်လာတဲ့အခါကျတော့စိတ်ထီးကြီးကထောထောကြိုင်ကြိုင်ဆိုတော့ဝန်ချနိုင်အောင်လို့ဆိုစိတ်ထီးကြီးကိုတင်းကွပစ်လိုက်ကြတယ်တင်းကွတာခံလိုက်ရတယ် ဒါကာမိတ္တမိစ္ဆာဆိုတာအပြစ်ပဲဒါပေါ့သေးတာ